မန္တလေးမြို့နယ်မှာရွေးကောက်ပွဲဆက်ကျင်ရေးလှုပ်ရှားမှုလုပ်ခဲ့တယ်လို့မန္တလေးတပိတ်ကောင်းဆောင်တယောက်ဖြစ်တဲ့ဒေါက်တာတီဇာဆန်းကပြောပါတယ်မန္တလေးမြို့နယ်မှာဖော်ဆောင်ခဲ့ကြတဲ့ရွေးကောက်ပွဲအတူဆန်းကျင်ရေးမြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှုမြင်ကွင်းဖြစ်တဲ့ဆိုပြီးဓာတ်ပုံတွေကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဒေါက်တာတီဇာဆန်းကတင်ထားပါတယ် ပြူလဲပါစီတွေတောင်းကျင်းတာစိမှုထံခေါင်းစင်နဲ့အသင်းအတ္တမဖန်စည်းငွေညစ်တာတွေကိုစက်တိုက်ကြုံတွေ့ရင်ဆိုင်နေကြရတဲ့မန္တလေးပြည်သူတွေရဲ့ယင်ထဲမှာဖက်စစ်စစ်တပ်ရဲ့အာဏာသိမ်းစစ်အုပ်စုအပေါ်နှာကြီးချက်တွေကယင်နဲ့အပြစ်ပါလို့လဲဆိုထားပါတယ်ဒါပြင် အခုစီအုပ်စုကလုံမဲ့အတူအယောင်ရွေးကောက်ပွဲလုတ်ပွဲကိုလည်းခါးသီးစွာဆက်ကျင်ကြယုံမုံကြပါတယ်လို့လည်းဒေါက်တာတေစာဆန်းကဆိုပါတယ် ြည်သူတော်လှန်ရေးမှာပြည်သူသားအ धिक ပြည်သူလူထုထောက်ခံပါဝင်နေတဲ့၍ဒီတော်လှန်ရေးကရှေ့ကိုဥတည်ရှိရှိနေမှာဖြစ်ပြီးပြည်သူအလုံးအနေနဲ့အာနာယူစီအုပ်စုကိုငုံမခံပဲရရနီးနာနဲ့နီလန်းအစုံနဲ့တုံ့ပြန်နေကြဖို့လိုတယ်လို့တိုက်တွန်းထားပါတယ်